တသက်စမင်းသားရိအဖြစ်ကနေခေါင်းဆောင်မင်းသားဖြစ်အောင် အောင်မြင်လာနိုင်သူ၅ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စန်းချီပါဘေ့ချ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ အခုလက်ရှိမှာဆိုရင်တော့အနုပညာလောကပို့ပြီးတော့ကျေပြန့်လာသလိုတရုတ်ဆောင်တက်တွေလည်းအများကြီးပေါ်ထွန်းလာပါတယ်ဒီထဲမှာမှလက်ရှိတက်သစမင်းသားတွေထဲမှာအရေးချင်းရှိပြီးတော့အောင်မြင်လာနိုင်တဲ့သူတွေကဘယ်သူတွေလဲဆိုတာကိုကြည့်လိုက်ရအောင်ပါရှင်နံပါတ်1အုပ်စိုးခန့်အောက်ဆိုခန့်ကအနုပညာလောကကိုအစရောတယောက်အနေနဲ့ရည်တည်လာခဲ့တာဖြစ်ပြီးတော့နောက်ပိုင်းမှာတသက်စာတရုပ်ဆောင်နေတဲ့ဆလန်တွဲတွေမှာပါပါဝင်လာခဲ့တာဖြစ်ပါတယ်။အောက်ဆိုခန့်က နမေကြီးအမှုပညာရှင်တွေနဲ့တွဲဖက်ပြီးတော့တရားဆောင်ခွင့်ရရှိခဲ့သလို သူ့ရည်ချင်းတွေကိုလည်းအပြေအဝချပြနိုင်ခဲ့ပါတယ်။နောက်ဆုံးဖျက်သထားတဲ့မယက်ကျွန်းဇလန်တွဲမှာ အုပ်စိုးခဲရဲ့ identity ကတော်တော်လေးကိုကောင်းလာကြောင်းတခဲနဲ့ချီချူးခံနေရတာဖြစ်ပါတယ်။အိုဆိုကံကတေဥဆောင်တင်လို့မထင်ရအောင်လုံပြနိုင်ကြတာမို့အောင်မြင်လာနိုင်တယ်လို့ခံမှန်းနေကြတာဖြစ်ပါတယ်အခုလက်ရှိမှာတဖြည်းဖြည်းနဲ့အရေးချင်းတွေကတိုးလာခဲ့တာမို့မကြခင်မှာဆိုရင်ခေါင်းဆောင်မင်းသားအနေနဲ့ရုပ်ရှင်စကားကြီးတွေကိုရှိုက်လာရနိုင်တယ်လို့လည်းထင်စေပေးနေကြပြီဖြစ်ပါတယ် နံပါတ်1ချာလီချာလီယာမော်ရီနီနဲ့ရှိုးပွဲတွေမှာပါဝင်ပေးရင်းနဲ့ပရိသတ်တွေရဲ့အာရုံစိုက်တာကိုခံလာရတာဖြစ်ပါတယ်။ဗလာတောင်ပြီးတော့ယုတ်ကလည်းချောရာမှုအဘိမှုရလာတဲ့အချိန်မှာဇလန်တွေတွေစပြီးတော့ရိုက်ခဲ့ရလဲဖြစ်ပါတယ်။ချာလီရဲ့တရုတ်ဆောင်တဲ့အချိန်မှာပဲများတာကိုဦးစားပေးတာမျိုးမဟုတ်ဘဲနဲ့တရုတ်ဆိုင်ပိုင်းကိုတေချာဂီယူဆိုင်တာကိုလူအများကအထင်သာမြင်တွေ့လာခဲ့ရပါတယ်။တဘာဝလည်းကြတာကြောင့်ချာလီကိုဆိုရင်တော့ချီးကျူးတဲ့သူများလာခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကောင်းကြီးတွေမှာလည်းချာလီရဲ့အိုင်တန်ရတန်းဝင်တဲ့အတွက်အခုဆိုရင်တော့ထုတ်လို့ရေးတွေစိတ်ဝင်စားတဲ့မင်းသားတက်လေးဖြစ်လာခဲ့ပါပြီ။မကြာခင်မှာဆိုရင်ချာလီကလည်းအောင်မြင်တဲ့မင်းသားတစ်ယောက်ဖြစ်လာတော့မှာပါ။နံပါတ်3စီတူဝင်းစီတူဝင်းက MRTV4 မှာမင်းသားဝင်လို့ရင်းနဲ့ပရိသတ်အပီးမှုကိုရရှိလာခဲ့တာဖြစ်ပါတယ်။အခုလက်ရှိအချိန်ထိလည်း MRTV4 မှာမင်းသားအဖြစ်ဆက်လုပ်နေတော့ဖြစ်ပါတယ်။စီတူဝင်းကဖြည်းဖြည်းနဲ့မှန်မှန်ဆိုသလိုအမှုပညာလောကမှာကျူးစားလာခဲ့တာပါ။ အခုနောက်ပိုင်းမှာဆိုရင်စီတူဝင်းရဲ့ identity ကိုပရိသတ်တရားသတိထားမိလာခဲ့တယ်လို့ရုပ်ရှင်ဇာတ်ကားတွေမှာပါတရုပ်ဆောင်ခွင့်ရလာခဲ့ပြီဖြစ်ပါတယ်။ identity ငိန်ပြီးတော့ဥပညာရေးချင်းလဲပြည်နေတာမို့အောင်မြင်နိုင်တယ်လို့ခန့်မှန်းနေကြတာပါ။ဒါအပြင်စီတူဝင်းကမမှုမြောင်ရဲ့တင်ကြားမှုအောက်ကနေပြီးတော့မင်းသားဖြစ်လာတာဖြစ်ပါတယ်။နံပါတ်၄ပညာဖုံပြည့် ။ဗညာဖုန်ပြေအမင်းသားအစ်နေနဲ့နုပညာလောကကိုခြေချကြတဲ့ကစမ်းကောင်းတာကြောင့်တခဲနဲ့အားပေးခံရပါတယ်။ရှင်ကြီးတင်မွေပြီးတော့စိတ်တော်ရာပြေးွားတဲ့မင်းသားလေးအဖြစ်အားပေးကြတာဖြစ်ပါတယ်။ဒါပေမဲ့တစ်ချက်လေးမှားပြီးတော့ဗညာဖုန်ပြေအထိမ့်သိမ်းခံလိုက်ရပါတယ်။တနည်းလောက်လူရှိရနေပျောက်သွားတာမို့အောင်မြင်မှုအရှိန်ကလည်းဟန်တားသွားခဲ့တယ်လို့ဖြစ်ခဲ့ပါတယ်။အခုလက်ရှိမှာဗညာဖုန်ပြေအစအနေဖြင့်စူးစမ်းနေရတာဖြစ်ပါတယ်။ ဒါပေမဲ့တရုတ်ဆောင်ကောင်းသူမို့ပရိသတ်တွေကတခဲနဲ့ပြန်အားပေးပြီးတော့အောင်မြင်လာနိုင်ခြင်းများနေရပါ။နံပါတ်9ရဲရင်တော့ ရင်းတော်က project ကြီးအဖွဲ့ဝင်တယောက်ဖြစ်ပြီးတော့တရုတ်ဆောင်အလုပ်ကိုပါခြေဦးလဲနေတာပါပထမဦးဆုံးဇလန်တွဲမှာပါဝင်တရုတ်ဆောင်တာဖြစ်ပြီးတော့အစာပိုင်းမှာလိုအပ်ချက်တွေရှိခဲ့တယ်ဒါပေမဲ့လည်းအားပေးတဲ့သူတွေကရှိပြီးတော့ရင်းရင်တော်ကလည်းတဖြည်းဖြည်းကိုပြင်ဆင်လာတာမို့ပရိသတ်တွေကသဘောကျလာခဲ့တာဖြစ်ပါတယ်မင်းသားရုပ်ရည်လည်းအပြည့်ရှိရာမို့အောင်မြင်နိုင်တဲ့သူအဖြစ်ခန့်မှန်းနေကြတာဖြစ်ပါတယ်ဒီ9ရက်ထဲမှာဘယ်သူကအအောင်မြင်ဆုံးဖြစ်နိုင်မလဲပရိသတ်တွေရဲ့မြင်ကို comment လေးထဲမှာရေးခဲ့ပေးကြပါအောင်ရှင့်